ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့အိမ်မှာပဇွန်ကြောင်းနိုင်နိုင်နဲ့ရာသီပေါ်မကြီးရွက်ကလေးကြော်ပြီးစားမှာပဲဖြစ်ပါတယ်ဘယ်ကူရိုးရှင်းပြီးတော့ထမင်းရမ်းမြင်တာဖြစ်လို့အားလုံးပဲကြော်စစ်နေတူလိုက်ပြီးတော့ကြော်စားကြည့်ကြအောင်နော် ဒါကတော့ကျော်စစ်မကြီးရဲ့ကလေးတွေကြော်ဖို့ပြင်ဆင်ထားတာပါအရင်ဆုံးအနေနဲ့ဒီမှာစက်တွန်ဒီပပလီထားလေးရဲ့စက်တွန်ပြူရဲ့ငပိရဲ့ပြီးတော့ဗဇွန်ကြောက်ကဲငရုတ်တိလေးရဲ့ကိုလည်းပြင်ဆင်ထားပါတယ်စပြီးကြော်ဖို့အတွက်ဒဲဒဲကိုစီထည့်ပါမယ်စီတက်လာပြီဆိုရင်တော့စက်တွန်ဒီပပလီထားလေးတွေကိုထည့်ပြီးတော့ကြတော့ကြော်ပေးပါမယ်စက်တွန်ဒီလေးတွေအယောင်ပြောင်းပြီးတော့အနံလေးမွေးလာပြီဆိုရင်တော့စက်တွန်ပြူထည့်ပေးပါမယ်စက်တွန်အဖြူနီကိုကျော်စစ်တို့စနွန်းမုံလေးအနှဲငယ်ထည့်ပြီးတော့ကြတော့စီတက်လိုက်ပါမယ် ကဲအနံလေးတွေမွေးပြီးရဲလာပြီဆိုရင်တော့ငပိထည့်ပေးပါမယ်ငပိကိုကြေးအောင်အခုလိုမျိုးလေးခြေပေးပါမယ်ငပိနံလေးမွေးလာပြီဆိုလို့ရှိရင်တော့ပဇွန်ကြောက်ထောင်းထားလေးကိုထည့်ပေးပါမယ်ကျစက်ကတော့ပဇွန်ကြောက်နိုင်နိုင်လေးနဲ့ကြော်တယ်ပေါ့နော်ပဇွန်ကြောက်ကိုအနံလေးမွေးလာသည့်အထိအခုလိုမျိုးလုံပြီးတော့ကြတော့ကြော်ပေးလိုက်ပါမယ်ပြီးသွားရင်တော့ကျစက်တို့ငရုတ်သီးအချမ်းဘက်ကလေးထည့်ပေးပါမယ်ရုပ်သီးနံလေးတွေမွေးလာသည့်အထိကြော်ပေးလိုက်မယ်အရသာအတွက်ကိုတော့ကျစစ်တို့ရသာမုံလေးရဲ့စားလေးရဲ့ထည့်ပေးလိုက်ပါမယ် ကဲပြီးရင်တော့ justice တို့ဒါတန့်စင်ထားတဲ့မကြီးရွက်ကိုထည့်ပေးလိုက်ပါမယ်။မကြီးရွက်ကတော့ယာတီပေါ်ဖြစ်လို့အခုလိုမျိုးလေးကြော်ပြီးစားလို့ရှိရင်အထားလဲခံတယ်ပြီးရင်ဗာလေးနဲ့တွဲစားစားခမင်းလဲအယမ်းမြင်တယ်ပေါ့နော်။ကဲအားလုံးနဲ့တော့အောင်တခြားလေးကြော်ပြီးတော့မကြီးရွက်ကလေးအယောင်ပြောင်းပြီးနွမ်းလာတဲ့အနေထားလေးရောက်တည်တည်ကြော်ပေးလိုက်ပါမယ်။ကဲနောက်ဆုံးမှာတော့ကိုက66ကလေးလိုချင်တယ်ဆိုလို့ရှိရင်အခုလို66အနေထားလေးရတည်ပြီပေါ့နော်ကျစစ်ကတော့ကြောထားပေးလိုက်ပါတယ်လွယ်ကူရိုးရှင်းပြီးထမင်းမြင်တာဖြစ်လို့အားလုံးပဲကြောစားကြည့်ပါနော်